မင်္ဂလာပါရှင်ရောင်ကတိချန်နယ်နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။အကြပတ်စစ်တဲ့ခြေစားနေပြည်တော်မှာဆစ်စင်ရှင်ရုံတွင်းမျက်နှာရေးပြွာအမတ်စကိုကိုဖွင့်စည်းဥဆုံးအကြပတ်စစ်ကောင်စီရုံဆိုင်နေပြည်တော်မှာဆစ်စင်ရှင်ရုံမြေတွင်းမျက်ဆောင်ရဲအတွက်ပြွာအမတ်စကိုကိုဖွင့်စည်းလိုက်ပြီဖြစ်ကြောင်းနေပြည်တော်တိုင်းကုတ်ကရေမှုဘူလဲရကပြောတယ်။အော်တိုဘန်လကွယ်နေမနေ့ပိုင်းနေပြည်တော်နေစစ်တောင်းမြဝန်ဒေသနေပြည်တော်တိုင်းစစ်ဌာနစေရေးလှူရှာစုမှုနယ်မြေမှာမြေသားညီရေးဆိုင်ကာကွယ်ဝင်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်နေစစ်စင်နဲ့မြေနေပြည်တော်တိုင်းစစ်ဌာနရဲ့ပြောအမှတ်ဆက်ကိုခန်းထားနဲ့ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်းသိရတယ်။အဆိုပါပြောအဆက်ကိုဖွဲ့စည်းခြင်းခန်းနာကိုနေပြည်တော်တိုင်းစစ်ဌာနတိုင်းစစ်စင်ရဲ့ရရှိပြောအမှတ်ဆက်ကိုမှတာဝန်ရှိသူတွေပြောအဆက်ကိုရလခန်းတိုင်းနေဖြစ်တဲ့တိုင်းရှရာ၆တိုင်းရှရာ9တိုင်းရှရာ၈တိုင်းကွာတိတို့မှတရင်မှုတို့ရင်မှုတွေတရင်တာဝန်ရှိသူတွေနဲ့ရဲဘော်တွေတယောက်ခဲ့ကြတယ်။ ။အကြမ်းဖက်စစ်ကောင်ရှင်ကပြုလုပ်တဲ့အတွေ့အော်ရွေးကောက်ပွဲကိုလည်းနီလန်းမျိုးစုံနဲ့တားဆီးသွားမှာပါ။မိဘပြည်သူတွေဘက်ကလည်းစစ်ကောင်ရှင်ရွေးကောက်ပွဲကိုနီလန်းမျိုးစုံနဲ့ဆန့်ကျင်သွားကြပါလို့တိုက်တွန်းချင်တယ်ဟုနေပြည်တော်တိုင်းကိုကယ်ရေးမှုဘုလရာကပြောတယ်။မြန်မာနိုင်ငံရေးဆရာကနေဦးတော်လိုင်းနောက်တစ်ဆင့်တန်းနဲ့ထွေထွေထိုးစစ်စင်တဲ့ရဲ့တိုင်းဒေသနဲ့ကိုင်းနေပါဝင်တနိုင်ငံလုံးရှိတော်လိုင်းတက်တွေနဲ့အတူပြင်ဆင်မှုတွေလှုပ်ဆောင်လျက်ရှိကြောင်းတရားဝင်ထုတ်ပေါ်ပြောဆိုရတယ်။ ဆက်လက်ပြီးမော်ရမလေးလမ်းပိုင်းမှာစစ်တပ်ရင်နဲ့လုံခြုံရေးအတွက်ကင်းယူပင်းရထွက်လာတဲ့စစ်သားတွေဝင်ရောက်တိုက်ခိုက်မှုအလောင်း၃လောင်းနဲ့လက်နက်၃လက်သိမ်းစီအားရှင်သခိုင်းနိုင်ချောင်းမြို့နယ်မော်ရမလေးလမ်းပိုင်းမှာဂျပန်စစ်တပ်ရင်နဲ့လုံခြုံရေးအတွက်ကင်းယူပင်းရထွက်လာတဲ့စစ်သားတွေကိုဝင်ရောက်တိုက်ခိုက်ရမှာအလောင်း၃လောင်းနဲ့တနက်၃လက်သိမ်းစီအားရှိခဲ့ကြောင်းချောင်း People Defense 4ကပြောဆိုရယ်အော်တိုဘာလ10ရက်နေ့မနက်9:30မိနစ်ခန့်မှာမော်ရမလေးလမ်းပိုင်းမှာဂျပန်စစ်ကောင်စီ ရင်းနှီးလုံခြုံရေးယူပရန်ကင်းယူရန်ထွက်လာတဲ့စစ်သားလေးကိုချောင်းမြို့တန်လင်းမြမစီစာရင်နေမှာဒေါ်လန်ရီတဖွဲ့ကစောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်းသိရတယ်။ထိုတိုက်ခိုက်မှုတွေဂျပန်စစ်သားလောက်တော်လာဆိုင်ကလေး CBA 63တနက်3လက်ကိုမမကြီး464တောင်း7 by 62မမကြီး652တောင်းជីကာအုပ်ထုပ်3လုံး ် PSST 3ကြီးပေါက်7ခု PNID 4ကြီးပေါက်3ခုလက်ပစ်ပုံးတစ်လုံးနဲ့လက်ကင်ဖုန်း၄လုံးကိုတင်စီရရှိခဲ့တယ်။အဆိုပါတိုက်ခိုက်မှုကိုချောင်းမြို့နယ်ပကပတိုက်ခိုက်ရေးတပ် CSU PDN နဲ့ Special 411တို့ကပူးပေါင်းလုံဆောင်ပြီးတော်လိုင်းရဲဘော်တွေထိခိုက်မှုရှိပြန်လဲဆောက်ခွာနိုင်ခဲ့ပါတယ်။ဆလာပင်ဆရာနာရှင်လောက်မြန်မာပြည်သူအများစုစိတ်ခံစားမှုအခြေအနေဆုံးအလာနေလို့စစ်တမ်းဖော်ပြအခုလက်ရှိမြန်မာနိုင်ငံမှာကြုံနေရတဲ့ဆေးပလီဝခစီးပွားရေးအခြေအနေအကြောင်းပြည်သူတွေရဲ့ စိတ်ကျမ်းမာရေးတွေကဘယ်လောက်ထိထိခိုက်ခံစားနေရလဲဆိုတာကိုစစ်တမ်းတွေကပေါ်ပြနေတယ်။ထို့သဖြင့်ဂျပန်စစ်တပ်ကအာဏာသိမ်းပြီးနောက်မှာပြည်သူတွေရဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေဟာအစာပေါင်းများစွာမြင့်တက်လာခဲ့ရပဲဖြစ်တယ်။အာဏာသိမ်းခင်ကာလမှာတော့မြန်မာနိုင်ငံစိတ်ကျမ်းမာရေးဝန်ဆောင်မှုပေးနိုင်မှုကအားနေခဲ့တယ်။ကမ္ဘာ့ကျန်းမာရေးဖွံ့ရဲ့အခြေအနေတွေအားမြန်မာနိုင်ငံမှာစိတ်ကျမ်းမာရေးပညာရှင်ဝင်နှောက်ရလူသသိမ်းမှာတယောက်တောင်ပြည့်ခဲ့လို့ပေါ်ပြတယ်။ဒါပေမဲ့အာဏာသိမ်းခင်ကာလမှာတော့အရွယ်ရောက်ပြီးသူတွေကမှစိတ်ရောဂါဖြစ်ပွားမှုနှုန်းကတစ်ဆယ်ရာခိုင်နှုန်းဝန်းကျင်သာရှိခဲ့လို့သူတေသီချိုကခန့်မှန်းခဲ့ကြတယ်။ နရနဆတ်တခုနဲ့ဖေဖော်ဝါရီလနောက်ပိုင်းအနာသိမ့်မိကာလမှာတော့အခြေအနေတွေဟာအပြောင်းလဲကြီးကြီးမားမားဖြစ်သွားကြောင်းမကြသေးခင်ကထုတ်ပြန်ခဲ့အမျိုးသားဆင်စစ်တမ်းတွေမှာဖော်ပြတယ်။အဆိုပါစစ်တမ်းမှာအနာသိမ့်မိနောက်ပိုင်းမြန်မာနိုင်ငံကရွေးရောက်ပြီးသူသုံးဖို့တပုံနီးပါ။စိတ်ကျမ်းမာရေးပြဿနာတခုကိုခန်းစားနေရကြောင်းစိုးရိမ်ပူပန်မှုစိတ်အခြေအနေရှိသူတွေဟာ20.2%ခန့်လုံးထိမြင့်တက်လာပြီးစိတ်ဓာတ်ကျဆင်းမှုခန်းစားနေရသူတွေဟာလည်း14.3%ခန့်လုံးရှိနေကစိတ်တန်ရာလွန်စိတ်ဖိစီးမှုယောဂရှိနေသူကတော့8.1%ခန့်လုံးရှိရလို့ဆိုထားဖြစ်ပါတယ်။ အဲ့ဒီတည်းအမ80ရာခိုင်နှုန်းဒီမှာဟာနိုင်ငံပြည်ထောင်စုအခုလိုစိတ်အခြေအနေဖြစ်လာလို့သိရတယ်။ ဒါဟာအရင်ကလာရင်လည်းနိုင်ရှင်ကြီးလိုက်စိတ်တန်တဲ့နိုင်ငံရေးပလိပခ္ခရဲ့တိုက်ရိုက်ဆက်ဆက်နေတဲ့စရာကိုမိမောက်ထိုးပြတာနေရာပဲဖြစ်တယ်။ကုလသမဂ္ဂနဲ့ဖွံ့ဖြိုးမှုအစီအစဉ်ရဲ့အစီရင်ခံစာရလူကြီးတွေမကလူငယ်တွေရဲ့သုံးဖို့တဘုံနှိပါမကြခနာဆိုသလိုဆိုရင်ပူပန်မှုဒါမှမဟုတ်စိတ်ဖူစည်းမှုတွေကိုခံစားနေရပြီးပတ်ဝန်းကျင်မှာလုံခြုံမှုမရှိဘူးလို့ခံစားရတဲ့လူငယ်တွေဆိုရင်စိတ်ဖူစည်းမှုဖြစ်နိုင်ခြေကနှဆပုံများတယ်လို့ဆိုရယ်လူနေမှုဘဝစီးပွားရေးချွတ်ချုံကြဆင်းမှုတွေကြောင့်လူငယ်တွေကအစအသက်ကြီးရွယ်တွေပါမကြမ်းမိမိကိုယ်ကိုအဆုံးစီရင်မှုတွေများလာတာကိုလည်းအတိုင်းအတာမြင်တွေ့ရတဲ့အခြေအနေဖြစ်တဲ့ ဒီလိုခြေအနေတွေကိုရင်ဆိုင်မှုလူတွေဟာစားနေခါရေနဲ့ဆေးဝါးတွေအပြင်သက်ရှင်ကျန်းသူတွေနလန်ထူဖို့နဲ့ဘဝတွေကိုပြန်လည်တည်ဆောက်နိုင်ဖို့အတွက်စိတ်ကြမ်းမိုင်နဲ့စိတ်ပိုင်းဆိုင်ရာထောက်ပံ့တွေကိုလည်းလိုအပ်တယ်လို့ WHO ကအကြံပြုထားတယ်။မြန်မာနိုင်ငံသူနိုင်ငံသားတွေရဲ့စိတ်ကြမ်းမိုင်ကောင်းလာဖို့ဆိုတာကတော့စစ်တပ်အကြံဖတ်မှုတွေနိုင်ငံရေးပလိပခါတွေအားလုံးရက်စဲပြီးပြည်သူတွေအားလုံးလိုချင်တောင်းတနေကြတဲ့ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ဖြစ်လာမှသာလျှင်ပုံမှန်ချင်းတွေကိုပြန်လည်ရောက်ရှိမှာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့မြို့သားမြို့လည်းစက်ကြီးကောင်းနဲ့စစ်ကောင်မရှင်တပ်သားတွေတိုက်ခိုက်ခဲ့ရပြီးတော့ဒီမန္တလေးတိုင်းကစုံမြို့နယ်မြို့သားမြို့လည်းကောင်းမှာစက်ကြီးကောင်းနဲ့စစ်ကောင်မရှင်တပ်သားတွေကိုတိုက်ခိုက်ရတောင်ရောက်တည်ပြီးနှစ်ယောက်တည်းရရှိခဲ့လို့ special traffic ဖုန်းကစုံကထုတ်ပြန်နေအော်တိုဘလရှိညနေပိုင်းကမြို့သားမြို့ရဲ့စကန်ကနေဈေးမြောက်ဖက်တောင်းစီထွက်လာပြီးရဲသားတွေခီးတဲ့တင်ကားတွေစီကစက်ကြီးကောင်းဝင်နေတဲ့အထက်ပါအကြက်ဖက်စစ်သားတွေကိုတော်လည်းရေးတဖွဲ့တွေကပျောက်ကြားဖြစ်ကတိုက်ခိုက်ခဲ့တာဖြစ်ပါတယ် မြို့သားစကန်ကနေမြို့သားဈေးတန်းကိုလာကြဆယ်ယောက်လောက်ပါတယ်ဆက်ကြေးကောက်တာရဲ့စစ်စရိုက်လုပ်ကြတယ်ကျွန်တော်ပြုလုပ်သေးတာ၃ယောက်ထိခိုက်တယ်ရ၂ယောက်လို့ special traffic ငန်းစံတောင်းရှိသူကပြောတယ်အကြပ်ဖက်စစ်သားတွေကမြို့သားမြို့ရဲစကန်တွင်အထိုင်ကျတက်ဆွေနေရဖြစ်ပြီးမကြကနာဆိုသလိုမြို့ရဲလည်းပြီးဆက်ကြေးကဝင်ညစ်တာစစ်စရိုက်လုပ်ဆောင်တယ်လို့လည်းသိရတယ်စီကားနေရဖြစ်တာကြောင့်တော်လိုင်းတဖောင်းနေခုစစ်စရိုက်လုပ်ဆောင်ခြင်းမှာအရက်သားတွေထိခိုက်မှုမရှိအောင်လုပ်ဆောင်ခဲ့ရကြောင်းနဲ့တနက်ကောက်ခွင့်လည်းမရခဲ့ကြောင်း special traffic ငန်းစံတောင်းရှိသူကပြောပါတယ် ဆလဘီမိုင်းလုံးမြို့နယ်မန်ဟောင်းရွာကိုစစ်တပ်ကလင်းနဲ့ပေါ်ကျတိုက်ခိုက်မှုကလေးငယ်တွေပါဝင်တေဆုံးသူ73ဦးတွင်ရှိလာမုံမင်းမြို့နယ်အောင်မြရွာနီးကိုလည်းစစ်တပ်ကလင်းနဲ့ပေါ်ကျတိုက်ခိုက်ရှမ်းပြည်နယ်မိုင်းလုံးမြို့နယ်မန်ဟောင်းရွာကိုကြော်ဖက်စစ်တပ်ကလင်းနဲ့ပေါ်ကျတိုက်ခိုက်မှုကလေးငယ်တွေပါဝင်တေဆုံးသူ73ဦးတွင်ရှိလာကြောင်းတရနလျက်ထုတ်ပြန်ကြရသည်ရတယ်အော်တိုဝါလန်9ရက်နေ့မိုးလဲ7:30မိနစ်ခန့်မှာမိုင်းလုံးမြို့နယ်မန်ဟောင်းကျရဲကိုဂျက်ဖက်စစ်တပ်ကလေးနဲ့ပုံစံတိုက်ခိုက်ခဲ့ကြောင်းသိရတယ်။ ထို့ပုံစံတိုက်ခိုက်မှုတွေဂျပန်စစ်တပ်ကကြေရတွေကိုပေါင်250ပုံနှလုံးနဲ့လက်နက်ကြီး6လုံးကျေချခဲ့ခြင်းကြောင့်အမျိုးသား50ဦးအမျိုးသမီးကောင်းနဲ့ကလေးငယ်သုံးဦးသေဆုံးပြီးအမျိုးသမီးတအုပ်ထိမှန်တဲ့ရရှိခဲ့ကြောင်းထို့ပြင်နေ6လုံးလည်းပျက်စီးခဲ့ကြောင်းသိရတယ်လာတူမုံမိတ်မြို့နယ်ကိုလည်းဂျပန်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဂျက်ဖိုက်တာနဲ့ပုံစံတိုက်ခိုက်ခဲ့တယ်အော်တိုဘလော့ဆယ်ရင်းနဲ့မိုးလဲတနားရီ30မိနစ်ခန့်မှာမုံမိတ်မြို့နယ်အမြင်ရနီကိုဂျပန်စစ်တပ်ကပေါင်250ပုံနှလုံးနဲ့လက်နက်ကြီး6လုံးနဲ့ပုံစံတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ် ။အလားတူယမန်နေ့ကလည်းမိုးမေမြို့နယ်ဝဲပေါင်ကြီးအားကိုဂျမ်ဘတ်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဂျက်ဖိုက်တာနဲ့ပေါင်250ပုံသုံးလုံးနဲ့ကျဲချတိုက်ခိုက်ပြီးကလေးနဲ့ဥပောင်းပြီးသူခုနဲ့ဒေသုံကရှေးဦးလက်ထိမှတ်တရရှိခဲ့ကြအောင်ထို့ပြင်နေင်းစဲလုံးလက်ထိမှတ်ပြင်ဆင်ခဲ့ကြအောင်သိရတယ်။ ပြည်သူများအနေဖြင့်ဂျက်ဖက်စစ်တပ်ဘုံကျဲတိုက်ခိုက်မှုတွေရှောင်ရှားနိုင်အစေတရီအမြင့်ရှင်လိုအပ်ပြီးလေကြောင်းအကောက်ကွယ်နိုင်လေကြောင်းအကောက်ကွယ်ဆိုင်နီလန်နေလိုင်နာဆောင်ရွက်ရတဲ့အဂျက်ဖက်စစ်တပ်ကတိုင်းပြည်ပြင်သားမကတိုင်းသားလက်နက်ကိုင်တွေပြည်သူကောက်ကွယ်တပ်ဖွဲ့တွေကိုမှတိုက်ခိုက်သိမ်းပိုင်ရရှိခဲ့နေရမှာလူဖြစ်တော်လကောင် လက်နက်ကြီးဖြစ်တော်လကောင်ဒရုန်းဖြစ်တော်လကောင်လေကြောင်းဖြစ်တော်လကောင် ပြစ်မဲ့ပြည်သူတွေပေါ်ဆင်ရဆင်မှုကျွလွန်လျက်ရှိနေကြောင်း TNL ကပြောဆိုပါတယ် ဆက်လက်ပြီးတနင်္သာရီတကူရောက်ကိုစစ်တပ်ကလည်းနဲ့ပုံစံတိုက်ခိုက်မှုចောင်းသားတွေပါဝင်ပြည်သူ၁၀ဦးကျော်ထိခိုက်ဒဏ်ရာပြီး၅ဦးဆိုရတနင်္သာရီတိုင်းတနင်္သာရီမြို့နယ်တကူရောက်ကိုဂျပန်စစ်တပ်ကလင်းနဲ့ပုံစံတိုက်ခိုက်ခြင်းကြောင့်ចောင်းသားတွေပါဝင်ပြည်သူ၁၀ဦးကျော်ထိခိုက်ဒဏ်ရာပြီး၅ဦးဆိုရကြောင်းတနင်္သာရီမြို့နယ်ဘက်ကပါထုတ်ပြန်ကြတဲ့ပြည်သေးသားပြည်တွေကပြောတယ်။အော်တိုမလာ၁၀ဒီမနက်9:18မိနစ်ခန့်မှာဂျပန်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းရှိပဲတနင်္သာရီမြို့နယ်တကူရောက်ကိုဂျပန်ဖိုက်တာစီးနဲ့ပုံစံကဆက်တနက်နေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်။ အကြပ်ဖက်စစ်တဲ့ဘုံကျဲတိုက်ခိုက်ချိန်မှာကလင်းငယ်တွေကျောင်းသားချင်းဖြစ်တာကြောင့်အကြပ်ဖက်စစ်တဲ့ကတိုက်ပွဲဖြစ်ပါခြင်းမရှိဘဲနဲ့ကျောင်းသား9ဦးနဲ့ပြည်သူ9ဦးကျော်ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်ထို့ထိခိုက်ဒဏ်ရာသူတွေထဲမှာ9ဦးကဒဏ်ရာချင်းနေစိုးရင်ရပြီးကျန်သူတွေက အသေးစားဒဏ်ရာရရှိခဲ့ကြောင်းလေကြောင်းတိုက်ခိုက်မှုတွေမှာလည်းဆာရီထိခိုက်ပျက်စီးခဲ့ကြောင်းသိရတယ်။လာတူအော်တိုဘာလောက်ကွယ်နေညာရှင်နိုင်ကျော်ကန်းကလည်းဂျပန်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလင်းနဲ့ပြင်းမပင်ဆိုင်နောက်ရောက်ကိုပုံကျတိုက်ခိုက်ခဲ့ခြင်းကြောင့်အသက်6နှစ်ရွယ်ဆော်ထွန်းထုံးမင်းအသက်9နှစ်ရွယ်ဆော်လင်းထက်သာ9နှစ်ရွယ်နော်မလာဖုန်းအသက်10နှစ်ရွယ်နော်မဆန်မြင့်နဲ့12နှစ်ရွယ်နော်မတန်တန်တို့ပွဲချင်းမိတိဆောင်ခဲ့ခြင်းဖြစ်ပါတယ်။နောက်ဆက်ရပေးကြတဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။